ခုလောဆယ်ကျွန်တော်ဒုက္ခရောက်နေပါအခုကြည့်နေတဲ့မိဆွေလည်းဂိမ်းတော့ပါဆိုလို့ရှိရင်ကျွန်တော်မျိုးတိုင်ပတ်နိုင်ပါအဲ့ဒီပြဿနာကဘာလဲဆိုတော့ကျွန်တော်အခုပါဝင်ဖန်တီးနေတဲ့ဂိမ်းတွေထဲမှာမြန်မာစာထည့်နေမသိနေတာပါ။အဲ့အပြင်ကျွန်တော်ဂိမ်းတွေအဓိကဖန်တီးနေတဲ့ Unity ဂိမ်းကြီးရပါမြန်မာစာ Unity Code ကိုမစပုတ်ပေးပါဘူးဆိုပြီးဒီလိုမျိုးကြီးပြောလာပါလား။ကျွန်တော် YouTube မှာလည်းမြန်မာဘာသာစကားထည့်နေကို like ရှာကြည့်တော့ video တစ်ပုတ်တွေ့ရပေါ့နော်။အဲ့ဒီ video တစ်ပုတ်ကလည်းတလွေးဖြစ်နေတယ်။ဒါမှမဟုတ်ကျွန်တော် Home Media လိုက်မကြည့်တော့ Senior Developer တယောက်က Zojin Phone နဲ့ Unity မှာ follow ရတယ်ဆိုပြီးပြောလာပါလား။အဲ့တော့သူပြောပြတဲ့နည်းလမ်းလေးကိုကျွန်တော်နဲ့တူတူဒီ video မှာ try ကြည့်ကြရအောင်။ အားလုံးပဲမင်္ဂလာပါဂိမိကမြန်မာအနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီအမိတ်ဆွေတိရဲ့အတိုင်းကျွန်တော်ပေါဝင်ဖန်တီးရတဲ့ Witchnet Tower Defense ဆိုတဲ့ game နဲ့ Final Freddy လိုမျိုး game project ဒီမှာမြန်မာဘာသာစကားကိုကျွန်တော်ထည့်ခဲ့ပူးရပေါ့နော်ဒီနေ့ကြည့်တို့ရဲ့ဗီဒီယိုမှာတော့ Unity game engine ထဲမှာဖန်တီးနေတဲ့ကိုယ့်ရဲ့ game တွေကိုမြန်မာဘာသာစကားနဲ့အခြားဘာသာစကားတွေဘယ်လိုထည့်သွင်းရလဲဆိုတဲ့ဟာကိုအသေးစိတ်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ကြည့်အဲ့တော့ကျွန်တော်ပထမဆုံး Unity ဖွင့်ပြီးတော့ project အသစ်လောက်ပါမယ်။ Unity လည်းတွင်တော့လိုရပါတယ်။ကျွန်တော်ရဲ့ project ကိုလည်းမြန်မာ LANG လို့ကြီး language ဆိုပြီးတော့ကျွန်တော်တို့ project name ကိုပြီးလိုက်ပါမယ်။အဲ့ဒါပြင်တခြား language တွေကျွန်တော်တို့ project တွေမှာထည့်ပါမယ်။ဟုတ်ပြီ။အဲ့တော့အခုကျွန်တော်တို့ unity project ကိုဖွင့်လိုက်ပါပြီ။ကဲအခုဆိုရင်ကျွန်တော် unity engine ကဖွင့်လာပါပြီ။အဲ့တော့ကျွန်တော်တို့ဒီမြန်မာဘာသာစကားလို့ပို့အတွက်ကျွန်တော်သွင်းထားတဲ့ package နှစ်ခုလိုပဲပါတယ်ပထမတစ်ခုက test match pro ရဲ့ဒုတိယတစ်ခုက unity localization package ပေါ့ test match pro ကတော့ကျွန်တော်ရဲ့ engine ထဲမှာသွင်းထားပြီးဖြစ်တဲ့အတွက်ကြောင့်အကယ်၍ကွာသွင်းနေတယ်ဆိုလို့ရှိရင်ဒီမှာပဲ regulate ထောက်လိုက်ပြီးလို့ရှိရင်ကျွန်တော် UI ထဲမှာ test match pro ဆိုတဲ့ဟာလေးရွှေ့လိုက်အဲ့ဒီမှာ အကွာမသွင်းအောင်ဆိုလို့ရှင်ဒီလိုဘောင်လေးပေါ်လာလိမ့်မယ် test match ကို importer ဆိုပြီးတော့အဲ့တော့ import test match ကို essential ဆိုတဲ့ဟာလေးနှိပ်လိုက်ပါအဲ့ဒါဆိုလို့ရှင်ဒီ test match ကို auto install ရလိမ့်မယ် okay အောက်ဟာတော့ extra တွေအဲ့ရအတွက်ကျွန်မလိုဘူးအခုဆိုတော့ start တစ်ခုရပြီပေါ့ကျွန်တော်နောက်တစ်ခုက unity localization package အဲ့တော့ကျွန်တော်တို့ package manager ထဲသွားမယ် window package manager နော်အဲ့ထဲမှာမှကျွန်တော်တို့ဘာလုပ်မလဲဆိုလို့ရှိရင် unity registry ကိုသွားမယ်အဲ့ထဲမှာ localization ဆိုကြောင်းရှာလိုက်ဒီမှာ localization ကိုတွေ့တယ် unity ကထုတ်ထားပါဘောအဲ့ဒီကောင်လေးကျွန်တော်တုံးတယ်နော်ကဲအခုဆိုရှင်ကျွန်တော်ရဲ့ localization package ကသွင်းမိတာပြပါပြီအခုကစပြီးကျွန်တော်ဘာလုပ်မလဲဆိုရှင်၃မျိုးလုပ်မယ်ပေါ့နော်ပထမတစ်ခုကဘာဆို user ဒုတိယတစ်ခုကတော့ formatted string ပေါ့ formatted string အထဲမှာ number တွေထည့်ရဆိုရှင်ကိုက customize number တွေထည့်လို့ရအောင်နောက်အခုကဘာသာစကားပေါ့လိုက်ပြီးရှင် ပုံနေပြောင်းတာပေါ့အဲ့တော့ကျွန်တော်တို့ပုံပြောင်းတဲ့ဟာကတော့ဒီကိုရွေးချယ်ထားတဲ့ language ပုံမူတည်ပြီးတော့မဥမာအင်္ဂလိပ်ဆိုလို့ရှိရင် US ပဲဖြစ်ဖြစ်ဟို UK ပဲဖြစ်ဖြစ်ပေါ့နော်အလံလေးပြလာမယ်မြန်မာဆိုမြန်မာအလံလေးပြလာမယ်အဲ့ဒီဟာလေးလောက်ကြမယ်ကဲဟုတ်ပြီအဲ့တော့အရင်ဆုံး test မှာကျွန်တော်ပေးလိုက်မယ်ဆိုလို့ရှိရင် PhD hello ဆိုတဲ့ sample ဟာလေးလောက်မယ်ကဲအဲ့တော့ hello everyone နော်စာလေးကိုနည်းနည်းလေးရှင်းလိုက်မယ်ဒီရတော့ ဒီလိုရှင်သူ့စင်တာထားပြီးအလဲထားလိုက်ပါမယ်။ဘိုးလောက်လိုက်ပါမယ်ကျွန်တော်မြင်အောင်။ပြီးရင်အပေါ်လေးနည်းနည်းတင်လိုက်မယ်။ကဲအပေါ်နည်းနည်းတင်လိုက်မယ်ဆိုတော့အရာလောက်ပေါ့။ Okay ဟာတော့အေကွန်ရပြီ။နောက်တစ်ခုကဘာလဲဆိုလို့ရှင်ကျွန်တော် cloud လေးလုပ်မယ်။အဲ့တော့ canvas မှာ right click လေးထောက်ပြီးတော့ကျွန်တော်တို့ button touch match blue လေးလုပ်မယ်။သူ့ကိုလေ400လောက်ပြီးမယ်။100လောက်မြင်ပေးလိုက်မယ်။အဲ့တော့ကျွန်တော်ဒီ button ထဲမှာကဘာလုပ်မလဲဆိုလို့ရှင် play ပေါ့ ကျွန်တော်တို့ gain နဲ့မှာပါတယ် play button မြင်နေပါတယ်တို့ကြောင့် play ရလို့မယ်အဲ့တော့အဲ့ button ကိုလည်းကျွန်တော်တို့ပြလို့ဆိုရှင် play button ဆိုကျွန်တော်ပေးလိုက်မယ်နော်နောက်တစ်ခုကဘာလဲဆိုလို့ရှင်ကျွန်တော်ပုံလေးပုံလေးကိုကျွန်တော်တို့ u အဲ UI ထဲမှာ image ကိုရွေးလိုက်မယ်တော့ခက်တိတိပဲ100လောက်ပဲ okay စင်ပြည်တယ်ကျွန်တော်အနှုတ်100မှာထားလိုက်မယ်အဲ150ကိုပို့စင်ပြည်မယ်တရား50လောက်ထားလိုက်မယ်။ဟုတ်ပြီ။အဲ့တော့ကျွန်တော်ရွေးချယ်ထားတဲ့ပါစခိုင်းပုံမူတည်ပြီးတော့ဒီမှာပြောင်းရမယ်။ Hello everyone English မှာဆိုရှင်အားလုံးပဲမင်္ဂလာပါပေါ့မြန်မာမှာပလေးဆိုရှင်ကစားမီပေါ့ကစားမဲဆော့မဲပေါ့ပြီးလို့ရှင်ဒီနေရာမှာကျွန်တော်တို့မြန်မာဘာသာစကားယူရအောင်ရှင်မြန်မာအတန်လေးပေါ်နေရမယ်အဲ့လိုမျိုးကျွန်တော်လုပ်ကြမယ်လုပ်ကြမယ်အတွက်ကြောင့်ဒီမှာက flat image ပေါ့ img flat ကဲဟုတ်ပြီတော့ကျွန်တော်တို့တောင်းကြရပြီအဲ့တော့တို့ကိုအဓိကပြောင်းလဲပေးမဲ့ button တွေလိုတယ်အဲ့တော့ကျွန်တော်ဒီ down လေးမှာကျွန်တော်ဘာစကားထည့်တဲ့ cloud လေးထည့်မယ်အဲ့တော့ဒီမှာကျွန်တော်တို့ button ကို create လုပ်လိုက်မယ် create လုပ်ပြီးရှင်ဥမာ english ဘတ်တန်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ English ဘတ်တန်ရှိမယ်သူ့ကိုတဲ့ကျွန်တော်တို့ဒီတောင်းပို့မယ်ဆိုတော့ drag ကိုနှိပ်ပြီးတော့ off shift နှစ်ခုလုံးဖိပြီးတော့တောင်းနှိပ်လိုက်မယ်ဆိုရှင်သူ့ anchor ရော position ရောဒီတောင်းရောက်ပါလိမ့်မယ်အဲ့ဒါနေကျွန်တော်90လောက်ရွှေ့လိုက်မယ်ပြီးလို့ရှိရင်ခဏလေး canvas size ကိုကျွန်တော်ညှိရမယ် canvas ကတော့ကျွန်တော်ဒီမှာအများကြီးပြောတော့ဘူးအဓိကကတော့ကျွန်တော်တို့ screen size နဲ့တခါတည်း scale ဖြစ်ပါအောင်ပါခုလောက်ဆက်ရှိ60ဖြစ်နေလို့ကျွန်တော်1920 1080ဆိုပြီးကျွန်တော်ထားလိုက်မယ် ကျဲအခုဆိုလို့ရှိရင်သူကအချက်ဖြစ်ပါပြီမဲ့ကျွန်တော်တို့ icon တွေကပေးနေမှာအခုမှမြင်ရတာပေါ့နော်ကဲဟုတ်ပြီအဲ့ဒီတော့ဒါလေးကြောင့်ပြန်ညှိလိုက်မယ်ကဲအခုဆိုရှင်မြင်ရတဲ့အတိုင်းပဲဒီနောက်မှာကျွန်တော် cloud လေးကိုလောက်ထားပေးတယ်အင်္ဂလိပ်စာရဲ့မြန်မာစာရဲ့ဂျပန်စာရဲ့ဒီပြင်သစ်စာရဲ့ပေါ့နော်အဲ့တော့ကျွန်တော်တို့ unicode တွေနဲ့လည်းလုပ်မယ်ပြီးရင်မြန်မာတွက်တော့ကျွန်တော် sourcing နဲ့လုပ်ပြီးမှရမယ်အဲ့တော့အဲ့အဲ့အတွက်ကျွန်တော်ပြီးရှင် font ရှာမယ်ပြီးရင်ကျွန်တော် localization manager နဲ့ကျွန်တော်တို့ဒီဟာကို control လုပ်ပြီးတော့ဒီဟာစာတွေပြောင်းအောင်လုပ်ကြမယ် နော်အဲ့တော့ကြောင့်ကျွန်တော်မလုပ်လိုက်ဆို right click ထားပြီးတော့ MD all ချက်မှာ localization manager ဆိုပြီးကျွန်တော်တို့လုပ်ပေးလိုက်မယ်ပြီးရင်သူ့ရဲ့ position ကိုလည်းကျွန်တော် reset လုပ်လိုက်မယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ localization manager တော့ကျွန်တော် script တွေလောက်ရမယ်တော့ကျွန်တော်ဒီမှာ right click ထားလိုက်မယ် create ထဲမှာ mono behavior script ဆိုပြီးလုပ်လိုက်မယ်ကိုကြိုက်နာမည်ပေးရတယ် local selector ဖြစ်ဖြစ် localization manager ပဲဖြစ်ဖြစ်ကိုခိန်းထဲမှာကိုထည့်ချင်တဲ့ flow နဲ့ကိုနာမည်ပေးလိုက်ကျွန်တော်အခုဆိုရှင် localization package သွင်းပြီပေါ့နော် ဒီ organization package တွင်ပြီဆိုတော့ကျွန်တော်တို့ project setting နဲ့ကိုဝင်လိုက်မယ်။ဘယ်ရလဲဆိုတော့ update က fusion project setting ကိုနှိပ်လိုက်မယ်။နှိပ်ပြီးလို့ရှိရင်ထဲထဲမှာ localization ဆိုတဲ့ဟာကိုရှာလိုက်မယ်။အဲ့မှာ localization ဟာမရှိဘူးဖြစ်နေတာပေါ့။ကျွန်တော် create နှိပ်လိုက်မယ်။ create နှိပ်လိုက်မယ်ဆိုတော့ localization setting ဝင်လာပြီ။အဲ့တော့ကျွန်တော်တို့ဗာလုပ်လိုက်မယ်ဆို folder tag လေးလုပ်လိုက်မယ်။အဲ့ဒါဗာလဲဆိုရှင် localization ဆိုပြီးကျွန်တော်ပေးလိုက်မယ်။ထဲထဲမှာကျွန်တော်တို့ဗာလုပ်မယ်ဆိုလို့ရှင်အဲ locals ရဲ့ဒီလိုရှိရင် အာ table ကိုရှင်းနော်အဲ့နောက်ခုလေးကျွန်တော်လုပ်လိုက်မယ်ပြီးတော့ glycation setting ဒီနားလေးမှာဒီနားလေးမှာကျွန်တော်တို့ဆေးလိုက်မယ်ကဲဟုတ်ပြီအဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့အာ local တခုမှမတွေ့ရသေးကျွန်တော် available လုပ်ခဲ့တဲ့မှာ disk ကအန်တီဖြစ်နေတယ်အဲ့တော့အရင်ဆုံးကျွန်တော်တို့ english ကိုအရင်ဆုံးထည့်တယ်ပထမဆုံး primary အနေနဲ့နော်ကျွန်တော် english ဆိုတာတွေ့တယ်သူရဲ့ကုတ်ကနော်သူရဲ့ကုတ်က en ဆိုတဲ့ကုတ်လေးရှိပါတယ်အဲ့ဒီဟာကိုထည့်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ ဘာမီဆိုပြီးရှာလိုက်ရပေါ့နော်နှစ်မျိုးထွက်လာတယ်ကျွန်တော်ရိုးရှင်းတဲ့ကုန်ဒီအောက်ဟာပဲယူမယ် MY ဆိုတဲ့ဟာဒီပဲအဲ့ဒါကြောင့်မှန်ချစ်လိုက်မယ်နော်နောက်တစ်ခုကကျွန်တော်တို့ဟိုမှာရေးရတဲ့အတိုင်းပဲဂျပန်စာရှာမယ်ဂျပန်စာဆိုတော့ Japanese GE ပဲကျွန်တော်ယူပါမယ် in French F R E N C H French ဒီ F R ဆိုတဲ့ဟာလေးကိုပဲကျွန်တော်ယူမယ်နော်ပြီးလို့ရှိရင်ကျွန်တော်တို့ S local ဆိုပြီးထည့်လိုက်မယ်အဲ့တော့ဒါ local ကြီးပေါ့နော်အဲ့တော့ခုန localization setting တွေက local ဆိုတဲ့ folder ကြီးကျွန်တော်ထည့်ပေးလိုက်မယ်အဲ့တော့သူကသူ address group နဲ့ localization local လေးရပါပြီကဲ အဲ့တော့ကျွန်တော်ဒီကောင်းကိုအဲ project local identifier englishman နဲ့နော်ပြီးလို့ရှိရင် preloaded selected local select အဲဒီမှာတော့ကို preload လောက်ကြာခြင်းတဲ့ဟာရွေးပေါ့အကောင်တော့ဒါလောက်ထားခြင်းလားသို့မဟုတ်ဒီ select လောက်ထားတဲ့ကောင်မှ preloaded လောက်လောက်ခြင်းလားပေါ့နော်ကဲဟုတ်ပြီအဲ့ဒါဆိုရှင်ကျွန်တော်တို့ localization နဲ့သွားမယ် local ဆိုတဲ့ဟာတွေ့မယ် burmese english ပြီးရှင်သူရဲ့ code လေးတွေပါဒီမှာတခါတယ်ထည့်လို့ရတယ်ပြောင်းလို့ရတယ်နော်အချိန်မှာအကောင်လုံးပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်မပါလို့မလဲဆိုလို့ရှင် window တွေကိုသွားမယ်နောက်တစ်ခုကကျွန် string table လေးလောက်ပါမယ်အဲ့တော့ access management ထဲမှာ localization table ကျွန်တော်ကြည့်လိုက်မယ် localization table ထဲမှာကျွန်တော်တို့ node table form ဆိုပြီးဖြစ်နေပါသေးတယ်အဲ့တော့ကျွန်တော်တို့ new table collection ဆိုပြီးလုပ်လိုက်မယ်အဲ့ထဲမှာကျွန်တော်ကိုလိုချင်တဲ့ဘာသာစကားတွေထဲကျွန်တော်လေးခုလုံးလိုချင်တဲ့ string table နဲ့ access table ဆိုရှိတယ် access table ဆိုတာတပ်ပုံတို့ဒီ access table နဲ့လောက်တာပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ string table ရှိရအဓိကတော့စာတွေပေါ့စာတွေဆိုတော့ကျွန်တော်တို့ query on string table ထည့်လိုက် ကိုကြိုက်နာမည်ပေးလို့ရတယ်ကိုဂိန်းရဲ့ in game ရဟာလာသို့မဟုတ် main menu တွေရစာတွေပြောင်းပါလာပေါ့နော် UI new ပြောင်းပါလာအဲ့ဒါတက်တက်ဒီမှာထည့်လို့ရတယ်ကဲဟုတ်ပြီတော့ကျွန်တော် create လုပ်လိုက် create လုပ်မယ်ဆိုတော့ခုနကလုပ်ခဲ့တဲ့ localization TV ထဲမှာကျွန်တော်လာစီးလိုက်မယ်အခုဆိုလို့ရှိရင်ကျွန်တော်ရဲ့ stream TV ရလာပြီအဲ့တော့ကျွန်တော်ဒီမှာ new entry လုပ်လိုက်ပြီးတော့ကျွန်တော်ဒီ code ကိုသုံးပြီးတော့အနောက် test match ကိုစာတွေကိုကျွန်တော်တို့ localize translate လုပ်ပေးရအောင်ပေါ့နော်အဲ့တော့ဒီ code မှာအရေးကြီးတယ်အဲ့ဒါကဲတော့ကျွန်တော်တို့ပတ်သက်တဲ့ဟာပို့ဥမာ hello underscore_test ပေါ့เนาะကိုကကိုဒီမှာ welcome test တို့ in game test တို့တက်တူနာမည်ပေးเนาะကိုယ့်ကီးကိုပြီးရှင် Burmese English French Japan ရရှိတယ်เนาะကျွန်တော်အင်္ဂလိပ်လိုရေးလိုက်အောင်မယ် Japan hello everyone เนาะ ပြီးလို့ရှိရင်ခက်တာကျွန်တော်ပြင်သစ်စာလည်းမရဘူးဂျပန်စာလည်းမရဘူးမြန်မာစာတော့ရတယ်ကျွန်တော်အခုဒီမှာမြန်မာစာနဲ့ရိုက်ကြည့်မယ်ဆိုလို့ရှိရင်မထွက်လာဘူးပေါ့နော်အဲ့ဒီကိစ္စကတော်တော်ဖြစ်ပါတယ် Unity ကမြန်မာစာကို render မလုပ်ပါဘူးအဲ့တော့သူတို့ကလည်းထည့်ပြီးမယ်လို့မပြောတာဘူးအဲ့တော့ကျွန်တော်တို့ကလည်း Unicode နဲ့အသုံးလို့ရတယ်ဒါပေမဲ့စကားလုံးနေစီတာတွေက လွဲနေတယ်ပေါ့နော်အဲ့တော့ကိုယ့်ဟာကိုယ်အင်ဂျင်တစ်ခုနဲ့ပြန်ပြီးတော့လုံးမယ်ဆိုရင်တော့ရတော့ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီမှာအဆင်ပြေဆုံးကကံကောင်းစွာနဲ့ Sogi Font Render ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ Sogi Font လေးနဲ့ရေးရမှာပေါ့နော်ဒါပေမဲ့မရေးဘူးအဲ့တော့ဒီမှာလောအောင်ကျွန်တော်တို့နှစ်ခုလောအောင်ပါမယ်ပထမတစ်ခုကမြန်မာစာအလုံးလောအောင်ကျွန်တော်တို့ Unicode ကနေ Sogi ကိုပြောင်းမယ်အဲ့ဒါတော့ကျွန်တော်တို့ browser မှာ Unicode to Sogi ဆိုတဲ့ကျွန်တော်တို့ စာလေးကိုရိုက်ချလိုက်မယ်ဆိုရှင် rabbit converter မျိုးတွေ့မယ်ပေါ့နော်ဒီ converter အများကြီးထွက်လာလိမ့်မယ်အဲ့ထဲမှာမှကျတော့ဒီဘက်ခြံမှာ unicode ထည့်လို့ရှင်ဒီဘက်ခြံမှာစော်ကြီးထွက်တယ်အဲ့တော့ကျွန်တော်တို့အဲ့ဒီကောင်လေးသုံးအောင်မယ်နောက်တစ်ခုက google spreadsheet ပါကျွန်တော်တို့ထည့်မဲ့စာတွေအကုန်လုံးဒီမှာလာပြင်ဆင်ရပါမယ်ဘာအတွက်ကြောင့်လဲဆိုလို့ရှင်ကျွန်တော်တို့ဒီ string table က input လုပ်တဲ့နေရာမှာ comma separated value လက်ခံပေးတယ်ဒီ sheet data value တွေအဲ့တော့ကျွန်တော်တို့အဲ့ဒီကောင်လေးနဲ့ကျွန်တော်တို့ export လုပ်မယ် import လုပ်မယ်အဲ့လိုပုံစံလေးနဲ့ကျွန်တော်တို့စာတွေကို trace လုပ်ရတာပေါ့အဲ့တော့ဒီနည်းလမ်းကိုကျွန်တော်ဆက်လုပ်ကြရအောင် ကဲဟုတ်ပြီအခုတော့ကျွန်တော်အရင်ဆုံးဒီ table လေးကို populate လုပ်လိုက်ပါမယ်မြန်မာစာဆိုမြန်မာစာပြင်သစ်စာဂျပန်စာတွေနဲ့ကျွန်တော် populate ရင်လုပ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ localization manager ကုတ်ရေးပြီးလို့ရှိရင်ထဲမှာ cloud native ပေါ်တဲ့ဟာမျိုးလေးလုပ်ကြမယ်နော်အဲ့တော့ဒီမှာကျွန်တော် hello test လုပ်လိုက်မယ် hello test ကတော့ဒီအပေါ်ကစာအတွက်ပြီးလို့ရှိရင် play button ပေါ့အဲ့တော့ကျွန်တော်ဒီမှာ play underscore pass ဆိုပြီးကျွန်တော်လုပ်လိုက်မယ် play button တွက်ပါပုံတွက်တော့ကျွန်တော်နောက်ထပ် table တစ်ခုထပ်လုပ်ပါမယ်ကဲဟုတ်ပြီအဲ့တော့ဒီ table လေးလောလောဆယ်ရပြီပေါ့နော်ထဲထဲမှာကျွန်တော် ဒီ play button တော့ကအင်္ဂလိပ်လိုက play ဆိုတော့ကျွန်တော် play တခါလေးရေးလိုက်မယ်ပြီးရင်ကျွန်တော် export လုပ်လိုက်မယ် export လုပ်တာလဲဆိုတော့ကျွန်တော်ဒီ table ကို TSV value နဲ့ကျွန်တော်အပြင်ဆွဲထုတ်လိုက်မှာပေါ့နော်ခုနကကျွန်တော်တို့ Google spreadsheet ထဲမှာတုံးလို့ရအောင်ကဲတော့ CSV value တွေထုတ်လိုက်မယ်ကျွန်တော်ရဲ့ဒီ download ထဲမှာချက်ထားလိုက်မယ်ဟုတ်ပြီအဲဆိုရှင်ပြီးတော့ကျွန်တော် spreadsheet ကိုသွားလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီထဲမှာ import နှိပ်လိုက်ပါမယ် import ထဲမှာ upload ဆိုတဲ့ဟာကိုနှိပ်မယ် browse ကိုနှိပ်မယ်ခုန download folder ထဲမှာရှိတဲ့ string table လေးကိုထည့်မယ် table လေးကိုထည့်မယ်ဆိုတော့ ကျွန်တော်တို့ဒီမှာ replace spreadsheet လောက်မှာလာဒီ tab automatically replace လောက်မှာလာ replace လုပ်လိုက်ပါမယ်။ကဲအဲ့တော့အခုလောလောဆယ်မှာကျွန်တော်တို့ရဲ့ key အခုတွေ့ပါမယ် hello test ရဲ့သူ့အတူ id localization ကနေ id ထုတ်ပြရတွေ့ရပါတယ်။ပြီးရင် burmese ကြီးမယ် french japanese ကြီးပါတော့အဲ့မှာကျွန်တော် populate လောက်လာမယ်ကိုလိုချင်တဲ့ value တွေရအောင်။အဲ့တော့ကျွန်တော်တို့လောလောဆယ် ကဲအခုဆိုလို့ရှိရင်ကျွန်တော်ဒီဇာတ်လေးကိုဖြည့်ပြီးပါပြီကျွန်တော်တို့ hello test တွေပလေးပတ်တန်တက်ရဲ့ကျွန်တော်တို့ဒီမှာစာရထည့်ရတယ်အားလုံးမင်္ဂလာပါကစားမီရဲ့အဲ့တော့ကျွန်တော်ရေစုံပါလောက်လိုက်တယ်ဆိုရင်တော့ unicode converter ထဲမှာကျွန်တော်ကစားမီထည့်လိုက်တယ်ဒီမှာသူစောကြည့်ပြန်ပေးရပေါ့အဲ့တော့ကျွန်တော်ဒီမှာလာဖြည့်လိုက်တယ်ဂျန်နက်ကောင်တွေကတော့ကျွန်တော်မကျွမ်းတဲ့အတွက်ကြောင့် Google Translate နဲ့ပဲကျွန်တော်ဒီမှာ translate လုပ်လိုက်တယ်ကဲဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီကောင်ရပြီဆိုလို့ရှိရင်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင် icon လေးတွေပေါ့နော်ကျွန်တော်ပုံအတွက်ပေါ့ဒီအောက်ကပုံအတွက်ကိုကျွန်တော် icon လေးတွေပေါ့ ဒီမှာ download ဆွဲထားတယ် unity လည်းထည့်ပြီးပြီကျွန်တော် zoji form ပေါ့နော်ဒီ zoji ပြပြီးမဲ့ form တွားတော့ကျွန်တော်ဒီကိုခွန်ထက်နိုင်ဆိုတဲ့ github နေကျွန်တော်လာပြီးတော့ download ဆွဲလိုက်တယ်ပြီးလို့ရှိရင် noto san japanese ပေါ့နော်ဒါကတော့ဂျပန်စာပြဖို့အတွက် form နေကျွန်တော် download လိုက်ပါတယ်ကဲအခုဆိုရင်ကျွန်တော်တို့ဒီဖြည့်ရတဲ့ spreadsheet လေးတွေကိုကျွန်တော် export ပြန်လုပ်ပါမယ်ခုနကကျွန်တော်တို့ localization တွေထဲမှာထည့်မလို့ပါကဲ explosion ထည့်ဖို့ပါဆိုတော့ကဲအဲ့မှာဟုတ်ပြီကျွန်တော် file တွေက download ထဲမှာ comma separated value ဆိုတဲ့ဟာအနေနဲ့သူ download ပေးဆွဲတယ်ကျွန်တော် download ဆွဲလိုက်ပါမယ်အဲ့တော့ကျွန်တော် download နေရာထဲမှာသူရောက်လာပါပြီအဲ့တော့ကျွန်တော် unity engine နဲ့ကနေကျွန်တော် import နှိပ်လိုက်မယ်အဲ csv value ယူမယ်ခုန download ဆွဲလိုက်ဟာလေးယူလိုက်မယ်အဲ့တော့ဒီမှာမြန်မာစာတွေတော့ပေါ်လာပြီဒါပေမဲ့ဒေချာမမြင်နေရဘူးပေါ့နော်ကဲဟုတ်ပြီအဲ့ဒီတော့ကျွန်တော်တို့ဘာလုပ်လဲဆိုလို့ရှိရင်ဒီကောင်လေးကိုဟိုဘက်မှာ follow ရအောင်စလုပ်ကြမယ်စလုပ်ကြမယ်ဆိုတော့ကျွန်တော်ခုနပြောခဲ့တဲ့ဟာတွေကို access ထဲမှာကျွန်တော် logo တွေ download ထားတယ် font လေးကိုကျွန်တော်တို့ font ထဲမှာထည့်ထားတယ်။အဲသူတို့အခုလောလောဆယ်ဒီ font တစ်ခုကိုကျွန်တော်အရင်ဆုံးဗာလုပ်မယ်ဆိုလို့ရှိရင်သူက yoyo font နေဖြစ်နေပါတယ်။အဲ့ဒါကို test match လို့လက်ခံတဲ့ format မျိုးကျွန်တော်လုပ်ပေးရမှာပေါ့နော်။အဲ့တော့ test match ကဘာမျိုးလက်ခံလဲဆိုရှင် font access ကိုလက်ခံပါတယ်။အဲ့တော့ကျွန်တော်အဲ့ဒါ convert လုပ်ပေးရမှာ။ convert လုပ်ပေးရမယ်ဆိုတော့ကျွန်တော်ကတော့များသောအဖြစ်ဘာလုပ်လဲဆိုလို့ရှိရင် window ကိုတွားလိုက်ရပြီးလို့ရှိရင် test match show ရဲ့ဝင်ပြီးတော့ form access creator ထဲမှာကိုယ့်ရဲ့ form ထည့်ပြီးလုပ်ရပေါ့နော်အဲ့ဒါများသောအဖြစ်ကျွန်တော်ဇော်ဂျီနဲ့လောက်တော့ free တယ် ဘာလို့လဲမသိဘူးเนาะကျွန်တော်ဒီမှာ setting ညှိလို့ရှိရင်လေဒီ character set မှာတခုတော့ရတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော် internet ပေါ်က TV တခုလုံးပြန်ထည့်နေတော့အလုံးမဖြစ်ဘူးเนาะအဲ့တော့ကြောင့်ကျွန်တော်ဒီဟာမလုပ်ပါဘူးကျွန်တော်ရဲ့ senior ပြောတဲ့ညီလေးတခုနဲ့လုပ်လို့ပါမယ်အဲ့တော့အလုံးဖြစ်တဲ့လုပ်ရပါလဲဆိုရှင် control shift after ကိုနှိပ်လိုက်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ phone access နှစ်ခုရပါပြီတို့နှစ်ကောင်လုံးကလည်းအလုံးလုပ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာဘာလုပ်မလဲဆိုလို့ရှိရင်တို့နှစ်ခုလုံးကို multiple access test ချာလေးတွေကျွန်တော်မှန်ချစ်ပေးလိုက်မယ်เนาะ apply နှိပ်လိုက်မယ်ကျွန်တော် dynamic ဖြစ်ပါမယ် အဖဒီ okay အားပြီးလို့ရှိရင်ဒီက node ဆန်အောင်လဲကျွန်တော်မာဒီ atlas တခြားလေးလုပ်ပြီးလိုက်မယ်ကဲဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်တို့နှစ်ယောက်က form access ရပြီ form access ရပြီဆိုတော့မအောင်လဲဆိုလို့ရှိရင်တို့ကိုကျွန်တော် forward အနေနဲ့လုပ်မယ် forward အနေနဲ့လုပ်မယ်ဆိုတော့အခုတော့စေကျွန်တော်တို့ဒီ scene မှာသုံးထားတဲ့ test တွေရှိမယ်ပေါ့နော်ကျွန်တော်တို့အင်္ဂလိပ်စာကို primary သုံးထားတဲ့ form ရှိမယ်အဲ့ဒီ form ရဲ့ access ထဲမှာကျွန်တော်တို့ ဘာထည့်မလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာ forward အနေနဲ့လာထည့်ပါမယ်ကျွန်တော်ဒီမှာ UI နေတဲ့ကစာရေအကုန်လုံးကိုဒီ font asset တုံးတာပေါ့ liberation sans ဆိုတဲ့ font asset တုံးတာတယ်ကျွန်တော်ဒီအကောင်နေပြောင်းစရာမလိုဘူးကျွန်တော်ဒီ liberation sans နေမှာပဲဟုတ်ပြီကျွန်တော်တို့မြန်မာစာပြောင်းလိုက်ပြီဆိုလို့ရှိရင်သူ့ထဲမှာတေချာပေါ့အလုံးလုံးတော့မှမဟုတ်ဘူး၄တောက်တုံးနေဖြစ်ကုန်လိမ့်မယ်ဒီ tofu box တွေဖြစ်ကုန်လိမ့်မယ်အဲ့ချိန်ကျတော့ရှင်သူကမြန်မာစာရတဲ့ဟာကိုလုပ်လိုက်ချိန်မှာကျွန်တော်တို့ရဲ့ phone ရွေးချယ်ပေးလိမ့်မယ်အဲ့လိုမျိုးလေးကျွန်တော်သွားမယ်ဂျပန်ရောမြန်မာစာရောပေါ့အဲ့တော့အရင်ဆုံးကျွန်တော်တို့ဝါဆိုဆိုတဲ့ဒီ စောဂျီဖွန်လေးကျွန်တော်ဒေါင်းလာတဲ့ဟာကိုရွေးလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော် Noto San Japanese ဆိုတဲ့ဟာကိုကျွန်တော်ရွေးလိုက်မယ်အဲ့တော့ format တစ်ခုနဲ့ပုံသွားပါပြီအဲ့ဒါလေးလုပ်ပြီးရုံပါပဲအဲ့တော့ကိုအဓိကတုံးထားတဲ့အင်္ဂလိပ်စာ UI ထဲမှာပဲကျွန်တော်တို့ format အနေနဲ့ထည့်ပေးလိုက်ရုံပဲပေါ့ကဲဟုတ်ပြီနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ခုနဒေါင်းလာတဲ့အလန်နေထည့်မှာပါအလန်နေထည့်မယ်ဆိုတော့ကျွန်တော်တို့ assess manager ထဲမှာ localization table လုပ်မယ်အဲ့တော့ကျွန်တော်တို့ new table ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ assess table ကိုယူလိုက်ပါမယ် assess table ဆိုရင်ဒီမှာကျွန်တော်ကဘာယူလိုက်မယ်ဆိုရှင် flat logo ဆိုပြီးတော့ကျွန်တော် table name ပြီးလိုက်ပါမယ်ပြီးရင် create လုပ်လိုက်ပါမယ်အဲ့တော့ localization table ထဲမှာကျွန်တော် select folder နှိပ်ပြီးလိုက်မယ်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် flat logo တွေရပါပြီသူက access table ပါ new ဟာလုပ်ပြီးတော့ကျွန်တော်ဘာလုပ်မလဲဆိုလို့ရှိရင် flat underscore logo ဆိုပြီးကျွန်တော်နာမည်ပေးလိုက်မယ်ပြီးရင်ဒီထဲမှာကျွန်တော်တို့ရဲ့မြန်မာ flat ဒါမြန်မာပြီဆိုတော့မြန်မာပြီးလို့ရှိရင်အင်္ဂလိပ်စာမှာတော့ကျွန်တော်တို့ US အင်္ဂလိပ်စာယူချက်ပေးလိုက်မယ်ပြင်သစ်မှာက France ကိုသုံးပေးလိုက်မယ် Brandis မှာ Japan ကိုယူချက်ပေးလိုက်မယ် ကဲဟုတ်ပြီလားဆိုရှင်ကျွန်တော်ရဲ့ flat လို့ကိုရပါပြီဟုတ်ပြီကျွန်တော်ခုဆိုရှင် table လေးကိုထည့်လိုက်ပြီ table လေးကိုထည့်လိုက်ပြီဆိုတော့ကျွန်တော်ဘာလုပ်လဲဆိုလို့ရှင်ဒီ test တွေမှာကျွန်တော် component လေးတစ်ခုချင်းစီလိုက်ထည့်လိုက်မှာကဲအခုဆိုရှင်ကျွန်တော် localization string table တွေက value တွေမြန်မာစာဂျပန်စာတွေကိုကျွန်တော်တို့ဒီ hello everyone နဲ့ play မှာလာပြောင်းခြင်းတဲ့အတွက်ကြောင့်တို့နောက်ခုကိုကျွန်တော် select လုပ်ပြီးတော့ localize string event ဆိုတဲ့ဟာလေးထည့်ပြလိုက်ပါမယ်အဲအားတော့တို့နဲ့ပတ်သက်တဲ့ value ကိုကျွန်တော်ပေးပြီးတော့ဘာပြောင်းမှာလဲဆိုတော့ကဲအဲ့တော့ကျွန်တော် string reference ရှိမယ် base string နဲ့ပေါ့ အခုခါကကျွန်တော် hello test ပါဖြစ်တဲ့အတွက်ကြောင့် hello test အတွက်ကျွန်တော် string reference ပေးလိုက်မယ် table ရတော့ string table ပါကျွန်တော်ပေးခဲ့တဲ့ဟာအဲ့တော့ကျွန်တော်ဒီမှာ value တွေရှိတယ်အဲ့တော့ update string ကဘာကိုပြောင်းမှန်းလဲပေါ့ဘယ်စာကိုပြောင်းမှန်းလဲဆိုတော့ကျွန်တော်ဒီ test match rule တွေကဒီ test ကိုကျွန်တော်ပြောင်းမှာပါအဲ့တော့ကျွန်တော်တို့ test hello ပဲပြန်ပစ်ထည့်လိုက်မယ်သူ့ထဲက test match rule gmi ထဲမှာကျွန်တော်တို့ test ဆိုတဲ့ဟာလေးကိုရွေးပေးလိုက်ပါမယ်အဲ့ဒီချိန်ကျတော့ကျွန်တော် localization ပြောင်းလိုက်တဲ့ချိန်ကျတော့လို့ရှိရင်ဒီစာတွေ update ဖြစ်သွားပါမယ်နော် play button တွေကစာမှာလည်းတူတူပဲ ကျွန်တော်တို့ base string ရေးမှာလဲသူက play button ကျွန်တော် value ရေးလိုက်မိုင်းမှာ play မြန်မာစာနဲ့ကစားမိပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ update လုပ်မယ်ဒီ test ကိုပဲထည့်ပြီးတော့ test match blue ရဲ့ကစာလေးကိုထည့်ပြီးလိုက်မယ်အချိန်ကြောက်ရှင် local select လုပ်တဲ့အချိန်ကြောက်ရှင်တောင်းလိုက်သွားလိုက်မယ်ကဲနောက်တစ်ခုကတော့ပုံထဲမှာပါပုံထဲမှာလဲကျွန်တော်တို့ localize sprite advance ဆိုပြီးရရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ flat logo ဆိုတဲ့ဟာလေးရွေးပေးလိုက်မယ် flat logo ဆိုတာမြန်မာ logo ပြီးလို့ရှင်အင်္ဂလိပ် logo ပြင်သစ် logo ဂျပန် logo ရှိပါတယ် ကျဲတော့ပုံပြောင်းတဲ့ချိန်တိုင်းမလုပ်ပါနဲ့ပုံပြောင်းချိန်မလုပ်နဲ့ဆိုရှင်ဒီ image ထဲက image ကို sprite လဲပြီးလိုက်ပါမယ်အဲ့ဒါဆိုရှင်ကျွန်တော်တို့ဘာစကားလဲပြောင်းလိုက်တာ ਨੇ ဒီက logo လေးပါပြောင်းသွားနေမယ်เนาะအဲ့တော့ဟုတ်ပြီကျွန်တော်တို့အခုအစားပြီးမလုပ်နဲ့ဆို localization manager တွေမှာ functionality လေးထည့်မယ်အဲ့တော့ကျွန်တော် localization manager ဆိုတဲ့ script လုပ်ထားတယ်အဲ့ဒါဝင်လိုက်မယ်ကဲအခုဆိုလို့ရှင်เนาะကျွန်တော် localization manager ထဲမှာ ကျွန်တော် single letter pattern ပုံစံမျိုးတော့မြည်တော့ပါဘူးအဲ့ဒါကတော့ကိုယ့်ရဲ့ဂိမ်းထဲမှာဘယ်လိုထည့်ခြင်းလဲဆိုတဲ့ဟာတော့ကိုယ့်ကို functionality ပေါ်မူတည်ပြီးကိုယ့်ကိုရေးပေါ့နော်ကျွန်တော်ကတော့အခုလောဆယ်တောင်းလဲပုံလေးပဲကျွန်တော် view ရှင်းရှင်းလေးပဲရေးတော့မယ်ထီအောင်ကဲအဲ့တော့ကျွန်တော် localization ထဲမှာ anonymizer method လေးရေးပါမယ် anonymizer method လေးကတော့ကျွန်တော်တို့သူ့ရဲ့ localization initialization ဒီလောက်တဲ့ operation တွေပြီးသွားပြီလားပေါ့နော်အဲ့ဒါမှကျွန်တော်တို့ localization တွေလုပ်မယ်ဆိုတဲ့ဟာမျိုးလုပ်ချင်လို့ပါအဲ့တော့ set local ပေါ့နော်ကဲအဲ့တော့ fusion ထဲမှာကျွန်တော် parameter လေး ထည့်မယ်ပါရမီတာကဘာလဲဆိုလို့ချင်းကျွန်တော်တို့ unity တဲကအဲ့ဒီ project setting ထဲမှာဆိုတော့ဒီ local code တွေရှိရဲဒီ code လေးတွေဒီ salon တွေထည့်ပေးလိုက်ရုံနဲ့ဘာသာစကားပြောင်းလို့ရတာပါအဲကြောင့်မကျွန်တော်တို့ local code ပေါ့နော်အဲ့လိုလေးနာမည်ပေးရလိုက်မယ်ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်တို့ yield return နဲ့အရင်ဆုံး to return ပြန်လာလေးစောက်ပါမယ်ဘာလို့စောက်မှာလဲဆိုလို့ချင်း localization setting ဒါမှလည်း localization setting ကျွန်တော် localization setting တွေကဒီ initialization operation ကပြီးပြီလားပေါ့နော် အဲ့လေပြီးပြီဆိုမှကျွန်တော်တို့ကဘာရှာမလဲဆိုလို့ရှိရင်ဒီ unity တဲကဒီ local တွေရှာပါမယ် available local တွေကိုအဲ့ထဲမှာမှကျွန်တော်တို့တစ်ခုချင်းစီကောက်နေစစ်မယ်ပေါ့ညီတဲ့ဟာကိုကျွန်တော်တို့ကြောင်းပေးလိုက်မယ်ကဲအဲ့တော့ကျွန်တော်တို့ localization setting တွေက available local တွေကကျွန်တော် locals တွေကိုအဲ့ list တွေကကျွန်တော်တို့တစ်ခုချင်းစီနဲ့ကိုက်นี่เหมือนเนาะแกခုဆိုဒီ local တွေကျွန်တော် list နဲ့ရပြီเนาะအဲ့တော့အဲ့ list တွေကကျွန်တော် local တစ်ခုချင်းစီနဲ့အပေါ်က local count နဲ့ parameter count နဲ့ပြန်စစ်မယ်စစ်မှတ်တော့ကျွန်တော်တို့ for each လေးနဲ့သုံးပါမယ်ဒီ list ကို iterate လုပ်ဖို့ပါအဲ့တော့ for each ပါလဲဆိုလို့ရှိရင် for local local is in local spot ကဲအဲ့ local ထဲအောင်ကျွန်တော်ဒီအထဲ local ကောင်းနဲ့ညီလားမညီလားပြဆင်မယ် if local dot identifier သူရဲ့ identifier ကောက်ကနော် identifier dot အဲ code ကောက်ကနော် equal equal to local ကျွန်တော်ထည့်လိုက်တဲ့ local ကောင်းနဲ့ညီမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ localization setting ထဲမှာ localization setting ထဲမှာ select local ကိုကျွန်တော်တို့ဒီ local နဲ့ပြီးလိုက်ပါမယ်ပြီးရှင်ဒီဘက် dollar နဲ့ကြီးညာလိုက်ပါမယ်ရပါလားမရပါလားဆိုတဲ့ဟာကိုကဲဒီဘက် dollar မှာကျွန်တော်တို့ကုတ်လေးနဲ့ပြန်ထုတ်လိုက်မယ်အဲ့တော့ local is changed to local ကုတ်ပေါ့နော်ကဲဟုတ်ပြီပြီးလို့ရှင်အဲ့ဒါပြီးကျွန်တော် break ထုတ်လိုက်မယ်ဒီမတက်တဲ့ကျွန်တော်ထွက်လိုက်မယ်အဲဒီလိုရှာမှမတွေ့ဘူးဆိုလို့ရှင်ကျွန်တော်တို့ဒီဘက် dollar log error လေးနဲ့သွားလိုက်မယ်ကျွန်တော် error နဲ့ထုတ်ထားလိုက်မယ် double dollar error အဲ့တော့အာလုပ်မယ် selected local cannot be found เนาะအဲ့တော့ကျွန်တော်ဒီဟာလေး selected လုပ်ခဲ့တာလေးရပြီ။ကဲအခုအဆိုင်အကြောင်းပါဆက်လုပ်မယ်ဆိုလို့ရှင်ဒီ i numerator ကိုခေါ်တဲ့ဟာပေါ့နော်။ကိုကြိုက်လို့လုပ်လို့ရတယ်။ကျွန်တော်ရိုးရှင်းရှင်းလေးနဲ့နားလေးလွယ်အောင်မယ်။ကျွန်တော်လုပ်ချင်တဲ့အတွက်ကြောင့် public white z english ပေါ့။အဲ့တော့လွယ်လွယ်လေးပါ T N G L I S H နော် English လို့မယ်အဲ့တော့ Animator ခေါ်မှာက Stack Go Routine နဲ့ပဲခေါ်မှာပါ Stack Go Routine ထဲထဲမှာမှတ်တမ်းနဲ့ပဲထည့်ပါမယ်အဲ့တော့မှတ်တမ်းနဲ့က set set locate ဆိုတော့မှတ်တမ်းထည့်ပါအဲ့ထဲမှာကျွန်တော်တခါတယ် tree နဲ့ en ဆိုပြီးလုပ်လို့ရပါတယ်ဒီမျိုးမလုပ်ချင်ဆိုရှင်တော့ကျွန်တော်တို့ဒီမှာ set locate လို့လုပ်ပြီးတော့ကျွန်တော် button ထဲမှာ parameter အနေနဲ့လည်းပြန်လုပ်လို့ရပါတယ်အဲ့တော့ ဒီ theme ဆိုရှင် en နဲ့ alpha ကိုပြန်လုပ်လို့ရတာပေါ့နော်ကျွန်တော်တို့ derivation ရှင်းနေပြီတခါလေးမှတ်တက်လုပ်ပါမယ်เนาะကျွန်တော် english ရပြီအဲတော့နောက်ထပ်ဒီဥစားလုပ်လိုက်နောက်ထပ်သုံးဥစားထပ်လုပ်တာပေါ့เนาะအဲတော့ကျွန်တော်တို့မလုပ်နဲ့ဆိုရှင် set english ရှင်းမယ် derivation set burmese set niam burmese ကတဲ့ကျွန်တော်တို့သူ့ရဲ့ code ကိုတိချမှန်ရဲ့လားမှန်ရဲ့လားသွားဆက်လိုက်ပါအောင်မယ် project setting localization နဲ့မှာအဲ့တော့ကျွန်တော်တို့ burmese က my code ပါเนาะအဲ့တော့ကျွန်တော်တို့ A ရ M1 ကုတ်ကိုဒီက EN နဲ့မှာထည့်လိုက်မယ်။ English မဟုတ်ပါဘူး။ကျွန်တော်နောက်တစ်ခုကပါဆို French F R E N C H French grammar တော့ကျွန်တော်မစင်နေတော့ဗျာကျွန်တော် grammar သိမကျောင်းဘယ်လိုပဲပြောရအောင်ကြဲတော့ဒီမှာ alpha ထည့်လိုက်မယ်နောက်ဆုံးကဘာလဲဆိုရှင်ဂျပန်ပါကျွန်တော် G ထည့်တဲ့ဂျပန်เนาะအဲ့တော့ဒီမှာ EN စာကျွန်တော် G ဆိုပြီးရေးလိုက်မယ်ဟုတ်ပြီကျွန်တော်မတ်တက်လေးကိုရပါပြီဂျပန်အဲ့တော့ကျွန်တော် unity မှာ combine မိလို့ရှင်ရပါပြီ G ဂျပန်ကြီးမှာပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ခုနလောက်ကကောက်ကိုဒီ pattern ထဲမှာကျွန်တော်ထည့်မယ်အဲ့ဒီတော့ကြောင့်ထဲမှာ localization manager တွေကကိုယ့်ကို access လုပ်ပေါ့နော်ကျွန်တော်ကဒီ IU ရှင်းရှင်းမယ်ဆိုတော့ပထမဆုံး address ကို english ကိုရေးပေးလိုက်ပါမယ်ဒုတိယ address ကအာ Burmese ဂျပန်တွက်ကအာဂျပန်တွက်ကပဲအော်ဂျပန်ကျောင်း French က French နော် okay အဲ့တော့ကျွန်တော်တို့ခုဆိုလို့ရှိရင်တော့လုပ်လို့ရမယ်လို့ထင်တာပဲကျွန်တော် စမ်းကြည့်မယ်။အာအခုဆိုလို့ရှိရင်သူတခါတည်းကြောင်းနာပေးရပါတယ်။ကျွန်တော် English ကိုနှိမ့်ရင်ဒီ English man နဲ့မြန်မာစာဆိုလို့ရှိရင်အားလုံးပဲမင်္ဂလာပါကစားမိမြန်မာစာနဲ့မြင်ရတယ်။ Japan ဆိုလို့ရှိရင် Japan စာတခါတည်းမြင်ရတယ်။အခုဆို French ဆိုတော့ French မြင်ရကိုကြိုက်ပါစကားထည့်လို့ရတယ်။အခုဒီမြန်မာစကားမြင်နေရင်တော်ချီနတ်နေပေါ့နော်။ညာတော့ဖြစ် error တက်လို့ကဲအားလုံးပဲကျွန်တော်တို့ကိုဂိမ်းကိုဖန်တီးမယ်ဆိုလို့ရှိရင်မြန်မာပြည်တော့ပါဖန်တီးခြင်းနဲ့ဆိုလို့ရှိရင်ဒီလိုနီးလေးနဲ့လုပ်လို့ရပါတယ်။ဟိုမြန်မာပြည်ကဂိမ်းနေလဲ အများကြီးထွက်လာတာကျွန်တော်မြင်ချင်ပါတယ်အများကြီးလည်းစော့ချင်ပါတယ်ကဲဟုတ်ပြီအဲ့တော့ကျွန်တော်ဒီဗီဒီယိုဒီမှာလက်ဆက်တက်ကြမယ်အခုရှိတာဒီလိုမျိုး ကိုယ့်ရဲ့ gain နဲ့မှာမြန်မာစာရေးထည့်ပြီးတော့ကိုပိုင် gain တွေဖန်တီးချင်တယ်ဆိုလို့ရှိရင်ကျွန်တော်နောက်က promotion လေးကိုကြီးစေချင်ပါတယ်။ Okay မိတ်ဆက်တို့မျိုး gain တွေကိုဖန်တီးတက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ gain maker မြန်မာအနေဖြန့်လွှတ်ထားပေးတဲ့ကို gain ကိုဖန်တီးမှုဆိုတဲ့အတန်းရှိနေပါပြီ။ဒီအတန်းမှာမိတ်ဆက်ရဲ့ Unity gain တို့မှကိုအသေးစိတ်လေးလာမှာဖြစ်ပြီးတော့ gain သုံးခုကို၃လတင်ဖန်တီးတက်အောင်တင်ကြပေးသွားမှာပဲဖြစ်ပါတယ်။အတန်းကြီးကတော့၂သိန်းကျပ်ကျတင်မှာဖြစ်ပြီးတော့အတန်းပြီးတဲ့အခါမှာလဲ certificate နဲ့ professional gain တို့လောက်တရားဖြစ်လာဖို့အတွက် road map တွေကိုလည်းချပြပေးသွားမှာပါ။ကျွန်တော်ရဲ့အတန်းကတော့မေလ၁၈ရက်နေ့မှာစတင်ဖြန့်လွှတ်မှာဖြစ်ပြီးတော့လူကြီး၅၅ရောက်တာကန့်တန့်ထားတာမို့ ခုပဲလာရောက်ထောက်သားလိုက်ပါအဲ့တော့မြန်မာစာထည့်တဲ့ tutorial တွေကဒီလိုလေးပါပဲရေရွှေရှင်းရှင်းလေးနဲ့ချက်ချင်းရတယ် Unicode လို့တက်တာကြီးမတက်နေဘူးပေါ့နော်အကယ်၍ဒီလိုမျိုး tutorial ထိုက်မြင်ခြင်းနဲ့မြန်မာစကားပြောပြီးဒီ C# programming တွေ gain development တွေကိုကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒီ social media page လေးကို follow လို့မဟုတ် subscribe လေးလုပ်ခဲ့ပြီးခဲ့ပါအောင်ကျွန်တော်တို့အားအများကြီးထောက်ကူပြုပါတယ်အားလုံးကြည့်ပေးအတွက်ကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆောင်တွေ့ကြမယ်ဘိုင်ဘိုင်